ကျွန်တော်ရဲ့ကံဒီမိသားစုနဲ့မှပို့ပြီးတော့အဲ့လိုကံကောင်းတဲ့ဘက်ကိုရောက်တဲ့ကံရှိလာလို့ပေါ့နော်အဲ့ဒါကြောင့်တယောက်တည်းနေမှာတက်ဆိုင်မိသားစုနဲ့ကံပို့ပြီးတော့မြင်လာတယ်ပြီးတော့ပို့ပြီးတော့ကိုယ်ချက်လာတယ်ပေါ့လေအဲ့တော့မိသားစုကံပို့တော့ပို့ပြီးတော့အရင်တော့ကကြတော့ဒါအရွှေတို့ family ဆိုလို့ရှိရင်ဒါကြော်ထက်ရဲ့သမီးလေးပေါ့ရွှေမင်းသမီးလေးဆိုပြီးတော့ဟိုအတိမိတ်ဆွေတွေရောပြိသက်တရားအဲ့လိုပဲတည်တာပေါ့နော်အခုကျတော့ဘဲသွားသွားမူကြီးဖေဖေမူကြီးမေမေဆိုပြီးတော့သူ့မျက်နာနဲ့ပေါ့နော်ဘာဝဲဝဲ အဲ့လိုချစ်ကြတယ်တခုဝယ်သုံးခုလောက်ပဲအဲ့လိုမျိုးอ่ะအစချစ်ကြတော့ဒါတော့ဂျင်းနူးကတော့ဒီနေရာသွားရင်ကလေးចောင်းကတ်နေတဲ့ဂျင်းနူးဆိုအဲမိုကြီးဖြစ်ဖြစ်လာတယ်ပေါ့လေမိုကြီးမပါဘူးလားနေတာသူ့ဝယ်မကြအဲ့ဒါစပြီးပြန်ပြောရသေးရဲ့ចောင်းထားရသေးရဲ့လေလာတဲ့တဲ့လေးတွေတော့ကြည့်ရခုနကเนาะကြည့်နေမမမဟုတ်ဘူးเนาะထွေလာကြည့်နေเนาะအဲ့လေးတော့ကြည့်ပါဦးမမပဲကြည့်ရပါဦး ဘုံဝါစတွေကတော်ပြီးသားဘုံရင်လုံးကလေးကတို့တို့တူတူရိုက်လာကြတယ်ရေဘုံရဲ့အခြေချင်းကိုသိတယ်တော်ပြီးသားဆိုတော့စိတ်အားကြီးတွေပြောစရာတော့မလိုပါဘူးဒါပေမဲ့ဒီမှာဘလို့ဘလို့မျိုးတွေထပ်ပြီးတော့ item တွေထပ်ပြီးလောက်ထားမလဲဆိုတာစောင့်ကြည့်ရအောင်ကမခင်မင်လာတော့လဲကြပြီလေနော်ကြပြီဆိုတော့အဲအမရဲ့ကားလေးကအဲသူပြောမလဲတေးဥဆောင်တာထိထိမိမိထွက်လာတာလေမျောနေတာလေအခုထွက်လာရဲဆိုတော့ဒီကားလေးမုန်းကြီးကားလေးကိုတော့နော်အားရပါလေအားအားပေးရမှာပေါ့ ဆွေလာလေးကြည့်တာနဲ့ကျိုးသားထားတော့ပေါ်ပါတယ်ဒါပေမဲ့ဇကားတစ်ခုလုံးနေနေရတော့ကြည့်ပြီးမှပဲကြည့်ရမှာเนาะတိပါတော့ကြည့်ပြီးတော့မှပဲသိမှာအခုကပြိဿကကိုပြိဿထက်ကိုမိသားစုပြိဿကပုံများနေရတော့ကိုတယောက်အာမုတ်တော့သမီးရောမိန်းမရောဆိုတော့အပူပြီးတော့ပြောရတာပေါ့လေဒီမိသားစုဘဝလေးမှာကိုကပျော်နေတဲ့အချိန်မှာပြိဿကပါဒီမိသားစုဘဝလေးကိုချစ်ပေးရတော့ကိုကပူပြီးပြောရတာကျွန်တော်ရဲ့ကံကဒီမိသားစုနဲ့မှပို့ပြီးတော့ အဲ့လိုကံကောင်းတဲ့ဘက်ကိုရောက်တဲ့ကံရှိလာလို့ပေါ့နော်အဲ့ဒါကြောင့်တယောက်တည်းနေတော့ထက်ဆိုင်ပြီးသားစုနဲ့ကံပို့ပြီးမြင့်လာတယ်ပြီးတော့ပို့ပြီးတော့ကိုချစ်လာတယ်ပေါ့လေအဲ့တော့ပြီးသားစုကံပို့တော့ပို့ပြီးတော့အရင်တော့ကကြတော့ဒါအဲရွှေရိုး family ဆိုလို့ရှိရင်ဒါကြော်ထက်ရဲ့သမီးလေးပေါ့ရွှေမြင့်သမီးလေးဆိုပြီးတော့ဟိုအတိမိတ်ဆွေတွေရောပြည်သက်တွေတရားအလိုပဲတည်တာပေါ့နော်အခုကြတော့ဘဲသွားသွားမူကြီးဖေဖေမူကြီးမေမေဆိုပြီးတော့သူမျက်နာနဲ့ပေါ့နော်ဘာဝဲဝဲ အဲ့လိုချစ်ကြတယ်တခုဝယ်သုံးခုလောက်ပဲအဲ့လိုမျိုးอ่ะအစချစ်ကြတော့ဒါတော့ဂျင်းနူးကတော့တနေရာသွားရင်ကလေးចောင်းကတ်နေတဲ့ဂျင်းနူးဆိုအဲမိုကြီးဖြစ်ဖြစ်လာတယ်ပေါ့လေမိုကြီးမပါဘူးလားနေတာသူ့ဝယ်မကြအဲ့ဒါဆက်ပြီးပြန်ပြောရသေးရဲ့ចောင်းထားရသေးရဲ့လေဒီကျတော့သူ့မမေအားတော့မိုကြီးရဲ့ပညာရေးအကုန်လုံးသူ့မမေရဲ့စီစဉ်တာတော့လေမိုကြီးအခုလို့တော်တယ်ဆိုတာလည်းမမေကြောင့်ပါပဲမမေကအများကြီးအမီးလေးတွေစဉ်းစားပြီးပြီးတော့ပဲ ရှည်ရည်အတွက်ကိုဥဒတော်ဘုံကြီးအများကြီးစဉ်းစားတယ်။အဲကိုကဟိုရွှေရွှေစဉ်းစားတဲ့ပုံမှာပဲရွှေရွှေကဒါလေးလုပ်ချင်တယ်ကိုကလာတိုင်ပဲကိုကအဲ့ဒီပုံမှာပဲနားထောင်ပြီးတော့လိုက်ပတ်မှုပေးတာပေါ့လေ။သမီးရဲ့ပညာရေးနဲ့ပတ်သက်တာကိုကတော့ရွှေရွှေပဲဥစားတယ်လို့ ူကတော့ဒါသူကအင်္ဂလိပ်မြန်မာမြန်မာကဘာလို့ထည့်ပြောဆိုသူ့အတွက်သင်ရတာပဲဒီမြန်မာကတော့သင်ရတာချင်းအတူတူပဲဆိုအင်္ဂလိပ်မြန်မာတရုတ်ထိုင်းပေါ့နော်ဒါတရုတ်နဲ့အင်္ဂလိပ်နဲ့မြန်မာနဲ့ကတော့သူကျောင်းကသင်ပြီးတယ်ကျောင်းကသင်ပြီးတဲ့ဟာကိုရွှေရွှေကနည်းနည်းအဲနည်းနည်းလေးအိမ်မှာပြန်လုပ်ပေးရုံပဲပေါ့နော်ထိုင်းကတော့ရွှေရွှေတက်ပြီးတော့သူ့သင်ပြီးတာပေါ့နော်ဒါပေမဲ့သူဆိုင်းထိုင်းဆရာမှလည်းသင်ပြီးတာပေါ့အဲ့ဒါကလည်းဟိုမီရွှေရွှေကဝါသနာပါပြီးတော့တက်တယ်သူ့ကိုကြည့်ရတဲ့အချိန်မှာသူကလည်းရွှေရွှေလိုဝါသနာပါနေရဲဆိုတော့ပံမိုးပေးပြတာပေါ့အဓိကကတော့ ကိုကဖြစ်စေခြင်းပဲမယ်ကိုကလည်းနည်းနည်းတက်ထားမှရတာလေကလေးကိုပဲအဲအရန် push လောက်တာမဟုတ်ဘဲနဲ့ကိုတင်နေတာကို तू ကလာနာထောင်ရင်းနဲ့ထိုင်းစာနည်းနည်း तू သိသွားချွေချွေ तू နှစ်နှစ်ခွဲသုံးနှစ်လောက်မှချွေချွေကတင်နှန်းတက်တာ online နဲ့တက်တာဆိုတော့လေချွေချွေတင်တာကို तू လိုက်နာထောင်ပြီး तू ကအဲ့မှာသဘောကျတယ်ဝါသနာပါတယ်တစ်လုံးစံနှလုံးသားပြောတတ်လာတယ်အဲ့နဲ့တမီးသဘောကျလားကြိုက်လားမင်းမင်းတင်မင်းမယ်ဆိုတော့ तू ကလက်ခံတော့အတင်မင်း အရှူရကြတော့ခုနပြောလို့ကိုကပဲကိုကတော့မသိနေရတော့တိတ်မတက်ဘူးလေအဲဆိုတော့သူ့ကိုတေချာလေးဖြစ်သွားအောင်ပေါ့ရေကောင်းတယ်နော်သူသူ့ဝါသနာပေါ့ညီမလေးကိုထက်ပူတာလိုက်တော့ဈာမသာမတက်တာအေးဟုတ်တယ်ဒီကတရုတ်ဆိုလို့ရှိရင်ရေးတွေဖက်တွေမတက်ဘူးဟိုကျုပ်ရှင်ကြည့်ရအရင်ငယ်တော့တေကအရင်ကြည့်တာပြတော့အဲနားလေတယ်နည်းနည်းဝပြန်ပြောတတ်တယ်ဒါမဲ့စာရေးတာဖက်တာမတက်ဘူး तू ကကြတော့တရုတ်စာကျောင်းမှာသင်ပေးနေတော့အဲ့ဒါလေးတော့တော်သွားအောင်ပေါ့ ။သမီးနဲ့မိန်းမတက်ရပြီလို့ပဲပြောထားတယ်ကွာ။သမီးသားစုမနှစ်ယောက်တက်ရင်တော်ပြီပေါ့။အဲ့လိုမိန်းကမျိုးကြောင့်ကိုလိုက်သိမ့်မှုကြောင့်မလွယ်တော့ဘူး။အဲ့လိုမိန်းမနဲ့သမီးပိုင်ပဲတော်တော်ရတယ်။ကိုမသိရင်လည်းသူတို့နှောက်ပေးလိုက်တာ။ဟုတ်တယ်ဟုတ်တယ်ဒီကတော့ ့ဝါသနာပေါ့လေကိုကမိဘဆိုပေမဲ့ကိုလှုပ်ချင်တာထက်သူဖြစ်ချင်တာကိုကိုက supporting လုပ်ပေးရတာကိုဆိုတော့ तू ဝါသနာမပိုင်ဘာမှလုပ်လို့မရဘူးလေသင်လဲသူစိတ်ကျင်တာပဲဖတ်တယ်မဲ့တက်မှာမဟုတ်ဘူးလေအဲ့တော့တချို့အရာတွေဆို तू အားနေတဲ့အရာတွေရှိတယ်မူကြီးမှာကောင်းတဲ့အချက်ကအမလည်းငငယ်တည်းကသင်ပေးထားတာပေါ့နော်ဟိုအင်္ဂလိပ်ကျောင်းအင်္ဂလိပ်စာတက်လို့အင်္ဂလိပ်ကျောင်းတက်လို့အများတိုင်းအင်္ဂလိပ်လိုပြောနေတာမျိုးချူချူကငငယ်တည်းကမလုပ်ရဘူးလို့မှားထားတယ်မြန်မာနဲ့တွင်မြန်မာလိုပဲပြောရမယ်အဲထိုင်းနဲ့တွင်ထိုင်းလိုပြောဆီယမ်နဲ့တင်ဆီယမ်နဲ့တော့ပြောပေါ့နော်အဲအဲ့လိုမျိုးလေးတခုတော့ trainer အဲ့အတွက် तू က အဲ့လိုညီမအချင်းချင်းတော့ तू ကတခြားဘာသာပြောမနေဘူးကျွန်တော်တို့မိသားစုလေးကိုချစ်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့မိသားစုချစ်တဲ့ပျော်လေးပျော်ရဲ့ဘာလဲဝမ်းသာပါတယ်